မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတက္ကသိုလ်ရာပြည်ပွဲတွင်ဘုံပေါက်ကွဲမှုဖြစ်ပွားလူ၁၂ဦးသေဆုံးထိခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်မန္တလေးတက္ကသိုလ်တက္ကသိုလ်နှစ်တရာပြည်အထိမ်းအမှတ်အခမ်းအနားတွင်ဘုံပေါက်ကွဲမှုကြောင့်လူ၁၂ဦးသေဆုံးပြီးဒဏ်ရာရသူများပြားကြောင်းဒေသခံများနှင့်သတင်းရယူမှုအရသိရှိရပါတယ်အဆိုပါခန္ဓာကိုစစ်ကောင်စီကောင်းဆောင်မေအောင်လိုက်ဦးဆောင်တက်ရောက်ခဲ့ပြီး အစိုးရဘက်တက္ကသိုလ်ဆရာကျောင်းသားဟောင်းများနိုင်ငံရေးအရာရှိအချို့လည်းတက်ရောက်ခဲ့ကြသည်ဟုသိရပါသည်။အခမ်းအနားစတင်သည့်အချိန်အနည်းတွင်ဘုံအနေဆုံးနှလုံးပေါက်ကွဲခဲ့ပြီးဘုံပေါက်မှုများကြောင့်အဆအဦးအချို့ပြက်စီးသွားခဲ့သည်။အဆိုပါဘုံပေါက်ကွဲမှုကြောင့်အခမ်းအနားတက်ရောက်သူများထဲမှလူဆန္ဒဦးတည်ဆုံးပြီးအများအပြားဒဏ်ရာရရှိသွားကြောင်းစစ်ဘက်သတင်းရင်းမြစ်များကသတင်းပေးခဲ့ကြသည်။ ဒေသခံများကတော့ဘုံပေါက်တန်ကြီးကြောင့်တက္ကသိုလ်ဝင်အတွင်အလွန်ထိတ်လန့်ကြားရိုက်မှုများဖြစ်ပေါ်ခဲ့ပြီးအချိန်အနည်းငယ်အတွင်းလုံခြုံရေးတပ်ဖွဲ့များစုပေါင်းဖွဲ့ရောက် တာမန်ပြည်သူများကိုထွက်ခွာခွင့်မပေးပဲအကျဉ်းချထားကြောင်းထပ်မံဖော်ပြခဲ့ကြသည်အကြောင်းအရင်းအနှက်ကိုတေချာစွာမသိရသေးပေမယ့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များမှလက်ရှိအခြေအနေကိုတုံ့ပြန်ပြီးစစ်ကောင်စီကောင်းဆောင်များတက်ရောက်သည့်အခမ်းအနားများကိုအမှန်တကယ်တိုက်ခိုက်ရန်တတိပေးခဲ့ကြောင်းရခင်ကကြေညာထားခဲ့သည် ဒေသခံတအုပ်ကပုံပေါက်တန်ကြီးပြီးနောက်လူတွေထိုင်ကုန်တွေကနေချိုးပေါက်ပြေးကြတာမြင်ရတယ်။အချို့ကအခြားလမ်းတွေနဲ့ထွက်ခွာနိုင်ပြီးမယ်စစ်တပ်တွေဝိုင်းထားတာကြောင့်အလွန်ရှုပ်ပြေးသွားတယ်ဟုပြောကြားခဲ့ပါတယ်။လက်ရှိအချိန်တွင်တရားရသူများကိုမန္တလေးမြို့ရှိစစ်ဆေးရုံများသို့တင်ဆောင်ခဲ့စေထားပြီးတက္ကသိုလ်ဝင်အနီးကိုစစ်တပ်လုံခြုံရေးတင်းကျပ်စွာထိန်းချုပ်ထားသဖြင့်တရင်သမားများနှင့်လူမှုအတွက်တရင်အချက်လက်များလွဲကူစွာမရယူနိုင်သေးပြီး မန္တလေးတက္ကသိုလ်တည်နိုင်ငံတော်ဝန်လူမှုရေးနိုင်ငံရေးဆန္ဒပြပွဲများအတွက်တမိုင်းဝင်နေရတဲ့ခုဖြစ်ပြီးယခုတက္ကသိုလ်တရားနှစ်ပြည့်ပွဲကိုစစ်ကောင်စီအနေဖြင့်မိမိတို့အာဏာအမှတ်သားအဖြစ်အသုံးချလိုသည့်အခမ်းအနားတစ်ခုဖြစ်ကြောင်းဆိုကြသည်အဆိုပါပုံပောက်ကွဲမှုဖြစ်စဉ်သည်နိုင်ငံတော်ဝန်လုံးစစ်ဆန့်ခြင်းရေလှောက်ရှာမှုများအတွက်အရေးကြီးဆုံးသတင်းတစ်ခုအဖြစ်စိုက်ကြည့်ခံရခြင်းဖြစ်သည်ဆလပီအုတ်ရှိပင်မြို့နယ်ရှိကပ္ပစ6အနီးကစင်လန်ကကင်းစခန်းကိုအေအေနှင့်ပူပေါင်းတပ်ထိုးစစ်ဆင်တိုက်ခိုက်နေ အကြံဖတ်စစ်အုပ်စုအကြဆုံးများစွာနဲ့စုခွာနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းအုတ်ရှိပင်မြို့နယ်အမှတ်6ကောက်ခွဲရေးပစ္စည်းထုတ်ဆက်ရုံကပ္ပစ6အနီကဆင်လန်ကျေးရွာရှိစစ်ကောင်စီရဲ့ကကင်းစခန်းတွေကိုအရက်ကတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်ကအကြဆုံးများစွာနဲ့စုခွာနေရတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စင်လန်ကျေးရွာနီးရှိစစ်ကောင်စီရဲ့ကာကင်းစခန်းတွေကိုအာရကတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်မှာထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာအဲ့ဒီရွာအနီးနားရှိကာကင်းစခန်းတစ်ခုကိုတင်ပတ်ရရှိထားပြီးလက်ကျန်ကာကင်းစခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီဟာလည်းအဆိုပါတိုက်ပွဲဖြစ်ပွားနေကြတဲ့စင်လန်ကျေးရွာအနီးရှိကာကင်းစခန်းတွေကိုလေကြောင်း drone တွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြားကပဲအာရကတက်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တို့ရဲ့ထိုးစစ်ကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအခြားအဆုံများစွာနဲ့ပဲဆုတ်ခွာမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။စင်လန်းဘက်မှာတိုက်ပွဲကတော့ပြီးခဲ့တဲ့ဩဂုတ်လကတည်းကပင်ဖြစ်နေကြတာရှိပါတယ်။စက်တင်ဘာလမှာတော့ AA နဲ့ပူပေါင်းတပ်တွေကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတော့တိုက်ပွဲတွေကပိုပြီးပြင်းထန်နေကြတာပါ။အဲ့ဒီဘက်မှာခကင်းစခန်းတစ်ခုကိုတော့ရှားထားပြီး ကြံကာကင်းစခန်းတွေကိုထိုးစစ်ဆင်နေတယ်လို့သိရပါတယ်လို့အေအေနဲ့နှီးဆက်တဲ့စည်ရေးသတင်းရင့်မြစ်တွေစီကသိရပါတယ်စစ်ကောင်စီတပ်ဟောင်းဆင်လန်ကျေးရွာတိုက်ပွဲတွေမှာတရုတ်ထုတ်နီးပညာဖြင့်ဒရုန်းတွေကိုအ திக အဦးစားပေးကတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်တိုက်ပွဲတွေမှာတိုက်ခိုက်တံရရရှိသွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်အင်အားလာရောက်ဖြစ်တင်ကြတဲ့စစ်ကားကြီးတွေနဲ့ရွှေတော်မျိုးရှိဂရင်းတရားဆက်စေးယုံကြီးကိုစေကူတမှုခံယူဖို့အတွက်ခေါ်ဆောင်သွားကြတယ်လို့လည်းသိရပါတယ် ဆင်လန်းကြီးရွာဟာအာရကတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ညောင်ကျိုးကြီးရွာနဲ့စစ်ကောင်စီတပ်ရဲ့ကပ္ပစာဆက်ယုံတီရှိတဲ့ညောင်ချေတော့ကြီးရွာအကြားမှာတီရှိနေရလဲဖြစ်ပါတယ်။ညောင်ချေတော့ကြီးရွာအနီးမှာစစ်ကောင်စီတပ်ရဲ့ကပ္ပစာ6ဆက်ယုံတီရှိပြီးအာရကတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေတိုက်ပွဲဖော်ဆောင်နေတဲ့ဆင်လန်းကြီးရွာနဲ့ဆိုပါကခွန်းနမိုင်ခန့်သာဝေးကွာတော့ရလဲဖြစ်ပါတယ်။အရကတ်တတော် AA ဟာမကိုးတိုင်းအနောက်ချမ်းရှိပရောင်းတောင်ကုတ်လမ်းပိုက်ကညောင်ကျိုးစက္ကန့်အပါဝင်မိုးထီစက္ကန့်တောင်ပုံကြီးစက္ကန့်နဲ့ ပကံကွဲစခန်းတို့ကိုပူပေါင်းမဟာမိတ်တပ်တွေနဲ့အတူတင်ပိုက်ထိန်ချုပ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာအာရကတပ်တော်နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာဇင်လန်ချိရွာရှိခါခင်းစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်ပါကစစ်ကောင်စီတပ်ရဲ့ကပတ်ဆာဆက်ယုံတွေကိုပါချိန်ချောက်လာနိုင်တော့မှဖြစ်တယ်လို့အဆိုပါစစ်စင်ရေးနဲ့နှီးဆက်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ်။ဒီစင်လန်ကြီးရွာကခါကင်းစခန်းတွေကိုတင်ပိုက်ပြီးရင်တော့စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းကုန်ကျန်းထုတ်လုပ်တဲ့ကပ္ပဆာ6ဆက်ယုံကိုရောက်ပါတယ်စစ်ကောင်စီတပ်ကလည်းအဲ့ဒီဘက်ကိုမရောက်နိုင်အောင်အတွက် စေအင်အားဖြည့်တင်းနေတာရှိပါတယ်။ကပါစာ6ဆက်ယုံကတော့ပုံမှန်အတိုင်းပဲလေပတ်နေတယ်လို့လည်းသိရပါတယ်။ဆေးလက်နဲ့ပစ္စည်းတွေပြောင်းနှာရွှေ့တာမျိုးတွေလည်းမရှိသေးဘူးလို့သိရပါတယ်။တော်လန်ရေးတက်တွေကလည်းလက်နက်ကြီးတွေနဲ့ပြည်ရင်ပြစ်လို့ရတဲ့အနေအထားကိုရောက်နေပြီလို့ပြောလို့ရတယ်လို့အဆိုပါတော်လန်ရေးတက်ဖွဲ့ဝင်တအူးကပြောပါတယ်။အုတ်ရှိပင်မျိုးနဲ့ညောင်ချေတောက်ကြီးရွာမှာတည်ရှိတဲ့ကပါစာ6ဆက်ယုံကိုလေသာတောင်၊စင်လန်းတောင် ဆန်ပလက်တောင်စားတဲ့ကကင်းကုန်းစခန်းတွေနဲ့ကာယံထားတာဖြစ်ပြီးအိုရှိပင်မြို့ရဲ့တောင်ဘက်ပသိမ်မုံရွာကားလမ်းမပေါ်မှာကပါစာကိုကပါစာငါဆက်ယုံတို့တရှိနေတာလည်းဖြစ်ပါတယ်။အရက်ကတက်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဘကူတိုင်းမှာကပါစာဆက်ယုံခွနဲ့ယုံရှိနေတာဖြစ်ပြီးတင်းမြို့နယ်မှာကပါစာ3 9 19ဆက်ယုံတို့ရှိပြီးအိုရှိပင်မြို့နယ်မှာတော့ကပါစာ9 6 9နဲ့16ဆက်ယုံတို့တရှိနေတာလည်းဖြစ်ပါတယ်။ လက်ရှိ AA နဲ့ PDF တို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကပ္ပစ6ဆက်ယုံဟာစစ်ကောင်စီရဲ့လက်နက်ပစ္စည်းတွေအတွက်အ धिक ကုန်ကြမ်းထုတ်ပေးနေတာဖြစ်ပြီးအခြားသောကပ္ပစဆက်ယုံတွေအကုန်လုံးနဲ့လည်းဆက်ဆက်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးမြင်းချံမျိုးနဲ့ညောင်ပင်ရွာကိုတီရာယုံမွန်ပြူစောတီအဖွဲ့ကဝင်ရောက်မိရှို့နေပြီးတိုက်ပွဲပြင်းထန်နေပြည်သူထောင်ချီထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးတိုင်းညင်းချံမြို့နယ်ညောင်ပင်ရွာကိုတီတာရုံမုံကောင်းဆောင်သောပြူစောတိအဖွဲ့ကဝင်ရောက်မီးရှို့နေမှုကြောင့်တိုက်ပွဲပြင်းထန်နေကြောင်းဒေသနေပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်စက်တင်ဘာလ28ရက်နေ့မှစတင်၍ညင်းချံမြို့နယ်ညောင်ပင်ရွာကိုညင်းချံမြို့နယ်ပြူစောတိကောင်းဆောင်တီတာရုံမုံဦးဆောင်သောအင်အားလေးရာခန့်ပါစစ်ကြောင်းကဝင်ရောက်မီးရှို့နေမှုကြောင်းယနေ့အချိန်အထိနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကပါရာမော်တာဆက်တက်လီဒီတို့ဖြင့်ပုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသိရပါရယ် ညောင်ပင်ရွာကိုမိရှို့နေတဲ့တီတာယုမော်အဖွဲ့ကဖြူအင်အားက400နီးပါးလောက်နဲ့ရှို့နေတာတိုက်ပွဲတွေလည်းတောက်လျှောက်ဖြစ်နေတဲ့ညီပြင်းမကစစ်ရေးအခြေအနေတွေကရှုပ်ထွေးနေတုံးပဲညောင်ပင်ရွာမှာဘလောက်မိလောင်ထားလဲဆုံရှုံထားလဲဆိုတာမသိရသေးပါဘူးလက်ရှိစစ်ကြောင်းကညောင်ပင်ရွာထဲမှာပဲရှိနေသေးတယ်ဟုဒေသနေပြည်သူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ် အကြံဖတ်စစ်တပ်လက်အောက်ခံပြူစောထင်းများမီရှို့နေသည့်ညောင်ပင်ရွာသည်ရင်းချမ်းမျိုးအနီးတွင်တည်ရှိပြီးယနေ့အထိ၄ချိန်မြောက်မီရှို့ခံရခြင်းဖြစ်ကြောင်းရင်းစစ်ကြောင်းကြောင့်ညောင်ပင်ရွာ၊သဲရွာ၊ခင်မတဲရွာ၊ရောက်ကွန်းရွာ၊ရွာကြီးရွာ၊ရွာသစ်ရွာစသည့်ကျေးရွာ900ကျော်မှပြည်သူ9000ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ပြည်သူတွေကတော့ရှောင်နေကြရတယ်စစ်ကြောင်ထိုးလာတယ်ဆိုတာသိတာနဲ့တပြိုင်နက်စစ်ကြောင်ထိုးလာတဲ့လမ်းကြောင်းပေါ်နဲ့ အနီးတဝိုက်ရွာတွေကတော့ရှောင်နေကြရတာပြီးတော့လေကြောင်းကနေလည်းနေတိုင်းပဲပါရာမော်တာတို့ဘာလို့နဲ့ချနေတာမိဘပြည်သူတွေအနေနဲ့ကိုယ်အသက်ထက်တန်ဖိုးရှိတာဘာမှမရှိလို့ဘေးလို့ရကိုရှောင်ရှားနေထိုင်ပေးချစေချင်ပါတယ်ဟုဒေသနေပြည်သူတို့ကပြောဆိုပါတယ်တော်လန်ရေးတက်ခွင့်များအနေဖြင့်အဖွဲ့အစည်းများပူးပေါင်းကာအကြံဖက်စစ်တပ်စစ်ကြောင်းများကိုခုခံတိုက်ခိုက်လျက်ရှိပြီးတိုက်ပွဲသေးစိတ်အခြေအနေကိုမသိရှိရသေးကြောင်းသိရပါတယ် ဆက်လက်ပြီးတီဘောမြို့နယ်ရှိဟိုတယ်တစ်ခုကိုအကြမ်းဖက်စစ်တပ်လေးကြောင်မှဖုံးကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်ကနေထပ်မံလာရောက်ဖုံးကျဲတိုက်ခိုက်ခဲ့တယ်လို့တောင်းတက်မတော် TNL ကဒီကနေ့ထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်တပ်ကအောက်တိုဘာ၂ရက်မနေ့ကညပိုင်းမှာတီဘောမြို့နယ်စံဖိတ်ကျေးရွာရှိခုမှုဒရာဟိုတယ်ကိုပေါင်900ပုံနှလုံးကိုရည်ရွယ်ချက်ရှိရှိဖုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ပြည်သူတွေရှိရာနေရာကိုအကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ခူမူထရာဟိုတယ်ပြက်စီးဆုံးရှုံးခဲ့ရတယ်လို့ DNL ကဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ3ရက်ကလည်းအချမ်းဖက်စစ်တပ်ကတီဘောမြို့နယ်ဘောချိုချီရွာကိုပုံရွေကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဖြီသူတယောက်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်၃လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်းသိရပါတယ်။ကြားပြင်အချမ်းဖက်စစ်တပ်ကအောက်တိုဘာ2ရက်မနက်ပိုင်းကလည်းနမတူမြို့ရှိစစ်ရေးပြင်းမှမဟုတ်တဲ့ပြီးသူတွေတရှိရာကို OTB ရည်ရွယ်ချက်ရှိရှိပေါင်900ပုံကျဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၄ယောက်တေဆုံးခဲ့ပြီးကလေးငယ်၁ယောက်အပါအဝင်အယက်သား၅ယောက်ထိမှန်ထရန်ရရှိခဲ့တယ်လို့သိရပါတယ်။အကြံဖတ်စစ်တပ်က TNL စုံမှုနယ်မြေတွေသာမကတိုင်းဒါလက်နက်ကိုင်ပြည်သူတွေနဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာအကြံဖတ်မှုအမျိုးမျိုးနဲ့ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ကျမရဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။